အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆီယာမခင်မြစဉ်ရေးသားထားတဲ့တန်နီယာဤဤမာဘကန်ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်တန်နီယာဤဤမာဘကန်အခန်း1တရားစခန်းသို့ ဝင်ခဲ့သည့်အချိန်သူစိတ်ရည်အလျင်ကတသွင်သွင် စီးဆင်းဆဲဖြစ်သည်ဝိပဿနာရှုမှတ်ဆဲကပင်ဇီးတန်းတွေကကုံကြောက်ဆိုင်ကလေးစီတို့လူလာတုံတင်းသွားနေသည် ရောပြေပြေဗီဇဘတ်စတုံးနှင့်ပခုံးပေါ်မှရှော့ကြနေသောယောဂီအောင်တပတ်တို့မှပါလျားသောသူခန္ဓာကိုယ်နှင့်လာရောညီထွေးရှိသည် PPE စေထားသောနှုတ်ခမ်းများနှာသီးပြားမှတိုးဝင်လာသောထွက်တဲ့ဝင်တဲ့ကိုမှတ်နေသောတည်းနဖူးပေါ်တွင်အရေးကြောင်းနှဲငယ်ရှိလာသည့်တိုင်ဖြူစင်သော အသားရည်နှင့်တည်သွဲသောကိုယ်ဟန်ကြောင့်ဒေါခင်ချူမှာအသက်50သို့ချဉ်ကပ်သည့်တိုင်ကြက်တည်ရှိစေအလှပမပြေစေ ရိတ်သားပြင်ပဲတီးပြင်အုံများစီမှစာကလေးများအော်မီတန်ကိုကြားနေရသည် သူပန်ဝင်ခြင်းတစ်ခုလုံးငြိမ့်သက်လျက်ရင်မာအေးချမ်းနေသောနှဆိုင်ချမ်းမြေသောအရာသားသည်တစားတစားထိုးဖောက်ဝင်ရောက်လာပြန်သည် စိတ်ကိုတက်တက်ရှူသည် ထွက်သက်ဝင်သက်ရှူခြင်းထုတ်ခြင်းမှတပါတခြားအာယုံမရှိ ထိုတို့ယူဆကိုင်းမှာပင်ခြင်ကောင်ကသူပါပြင်ကိုစစ်ခနဲလာခဲ့သည်ရာတာတာဆက်ဖြင်းဖြင်းနာကျင်ခြင်း လက်ဖြင့်ပုတ်ထုတ်လိုက်ခြင်းသည်မရမဖြစ်ခြင်းကသေးကြီးမဲကြီးအမိထောင်ပြီးကိုင်နေသည်သူကအမှတ်မထင်အံကျိလိုက်မိသည်ဖျားဆောင်ရှိနန်းရံမှနာယီကြီးကတစ်ချက်ချက်မိကားရွေလျားနေသည်ပါပေါ်မှနာကျင်ရဆက်သောဝေဒနာနာတယ်ရားတယ်ရားတယ်နာတယ်မှတ်မှတ်မှတ်စိတ်ကမှန်ရင်မှန်ရင်ကပဲလက်ဖြံမနဲ့ဒေါ်စင်းရင်တို့ငချောက်ဖူးပေးရမည်ကိုအမှတ်ရလာသည်ဒေါ်ခင်ချိုက ကုံကြောက်ရောင်းသည်ဆိုတော့လဲဆိုင်ကြီးကနာကြီးမဟုတ်၆လ၆ချက်ဆိုင်ကလေးအရင်ကနှခမ်းတွဲဆိုင်ကန်းနှင့်အပြည့်ရောင်းနိုင်ဝယ်နိုင်ခဲ့သည်အခုတော့ရောင်းလို့ဝယ်လို့ကလည်းမကောင်းအိမ်မှာလဲညီမကမွေးသည့်တာသမီတွေကတလှကြီးစာဦးကြီးလာတော့အရင်တည်းကဖဲ့ဖဲ့စားလာရသည်ကြာတော့လုံမပါးကဆိုင်ကန်းတစ်ခန်းစားပင်အနိုင်နိုင်ကြံဖန်ရောင်းနေရတော့သည်ဆိုင်မာတင်ထားသည့်ငပီကငပီကလေးငချောက်ကလေးကလည်းလက်ငင်းဝယ်နိုင်သည်မဟုတ် ဖက်ကရောင်းရင်တစ်ဖက်က ပြန်ဖက်ဆန်နေရသည်ဒီကြားထဲအင်္ဂါကလေးတွေကလည်းဆိုင်ကပစ္စည်းဆိုလျင်အလကားရသည့်သဘောစီကံမရှိဘုံဘောလောနှိုက်ကြစားကြသည်ဈေးရောက်လျင်ပဇွန်ကြောင့်တွင်လက်ထဲဆုပ်ပြီးဝါကျင်ဝါသည်အိမ်မှာရင်းနှွေးချမ်းပြီးဖို့ငရမ်းချောက်တပြားခိုးကျင်ခိုးသွားသည်ပစံအုံကြက်လျင်သူညီမကပင်ဈေးတစ်တာထဲကနှိုက်နှိုက်ပြီးကလေးတွေကိုမုံပိုးပေးတတ်သည်ဒီညီမနှင့်ကလေးများကဒေါခင်ချို့ကောင်းမှာသပင်ဖြူတွေတပင်ပြီးတပင်တိုးပွားစေသည် မိမကယောက်ျားနှင့်ကွဲဒီမှာ၃နှစ်ရှိပြီကလေး၅ယောက်ကလည်းတယောက်မှအရွယ်မရောက်ကြသည်အမေဦးအဖေဦးကြီးနှင့်ဒီကလေးများတာဝန်ကိုဒေါခင်ဂျိုပဲခါးဆီးယူရသည်သူမကအပြူကြီးမပူလို့၍မပူလို့၍ရောင်းမှမရှာပါမှပတ်ထန်းနှင့်တွေ့ရသည့်အဖြစ်မျိုးဒီတော့သူခမားနမ်းမီနှိမ့်လိုက်အောင်မျက်နှာမချူနိုင်မဲအမြဲတမ်းမင်းမျက်နှာကညူညူနှင့်တဆူဆူတဆဲဆဲရှိလာတတ်ခဲ့သည်အခန်းနှင့် အင်္ဂါတန်ရုံးစဉ်အမြင်တမ်းများကြောင့်တရားစီရင်သူရောင်းနိုင်ခဲ့သည် သူဖောက်တဲ့လက်ကားကုံတဲ့ကြီးဒေါ်စင်ရင်ကခေါလုံးမက ခေါ်ရွေးသာနောက်ဆန်းတငငငင်းနှင့်လိုက်လာခဲ့သည်စိတ်ကမဖြောင့်လိုက်ခဲ့သလောက်တော့အကျိုးရှိသည်အင်္ဂါကလေးများနှင့်ကလေးအမေဤအဘိဇာတန်မိစ္ဆာတန်တွင်မှ နားချမ်းသာခွင့်ရသည် သူမှလည်းအမြင်မတော်တိုင်းပတ်ကျန်းတိုက်ခါမိမကျန်းဆိုင်တွင်ထွက်ရသည့်အာကုသူလှိုင်းကြီးမှနိုင်ဝက်တနာဤတက်တာနှင့်လည်းမနေဒေါ်စင်ရင်က သူ့ဆိုင်သူ့ကိုဂုံရွေးလာတောင်းတိုင်း မခင်ချူရဲ့တရားမှန်းမသိဖျားမှန်းမသိဖြစ်နေပြီနော်တခါတလေများကျုပ်တို့စီရဲ့လိုက်ခဲ့ပါအောင်ဆရာတော်ဦးကောတလားကတရားပြအင်မတန်ကောင်းတာကျုပ်တော့ညနေတိုင်းတရားထိုင်တာပဲရှိလာတိုင်းမှာရှိလာတဲ့မှာခုနှစ်ရက်တရားပတ်ရှိတယ်ကျုပ်တော့မနှစ်ကလည်းတလားတရားစခန်းဝင်ပြီးပြီတိတ်အေးချမ်းတာပဲဒီနှစ်တော့အင်ကားချွေးမကလည်းခလေးငယ်နဲ့သတင်းတပတ်ပဲတရားစခန်းဝင်မယ်တော်လဲတစ်ခါလောက်လိုက်ကြည့်စေခြင်းနဲ့ဟုတ်ပါမမရင်ရဲ့ကျမလည်းဒီတောက်ကလေးတွေနဲ့ အကူတို့တော့ငရေတုံးဖြစ်နေတာနဲ့တခါတလေများတော့သူများတွေတရားနာတာလဲအားကြပါရဲ့ခုတော့ဥပုံတော်မဆောင်နိုင်ပါဘူးဥပုံနေလဲဈေးမထွက်မဖြစ်တော့အပြင်းအမ်းမှာထိုင်ရတာပဲဒီဟာတွေကတနေ့တနေ့အပင်းမရှိပဲနေနိုင်တာမဟုတ်ဘူးဒေါခင်ချိုပြောနေခိုင်းမှာဈေးပန်းတွေကငကြီးကြောက်တကောင်ကိုလှမ်းဆွဲလိုက်တော့တူတူအကြီးကောင်လက်ကိုဖြတ်ခနဲရိုက်ထည့်လိုက်သည်ကြည်ကြည်မျက်စိအောက်တွင်ပဲတွေ့တယ်မလားငါလေး သူ့နှုတ်ဖျားမှရင်ရင်သီးသီးစကားတွေထွက်ရန်ပြင်းပြီးမှဒေါ်စိန်ရင်ကိုအားနာစွာကြည့်သည်အဲ့ဒါသာကြည့်မမရင်ကျုပ်တော်ဒီကလေးတွေနဲ့ခေါင်းမွေးပြောင်မှာပဲအဖေမေလက်ထက်ကရွှေလဲကုန်ပြီဆိုင်လဲတဝက်ပြုတ်ပြီနားလည်အောင်ပြောလဲမရပါဘူးတော့ဈေးကလည်းရောင်းမကောင်းဘူးမမရင်ကျွေးတွေလည်းထက်နေမှာစိုးလို့သားဖြစ်ညစ်ဆက်နေရတာမူကခေါင်းတော့ပေါ်ချင်ရမ်းချင်တောင်မှမရောင်းရပါဘူးရစရာကျွေးကလည်းဆုံးတာပါပဲအေးပေါ့ဤသူများဒုက္ခကိုဒုက္ခဆိုသလိုဖြစ်နေတော့တာပေါ့ နေပါအောင်မခင်ချိုးရဲ့ခင်ဗိုလ်ကသူ့ယောက်ျားနဲ့ပြန်မပေါင်းတော့ဘူးလေလားဆက်စုတယ်လည်းမထင်နဲ့နော်တကယ်ဆိုကလေးတွေကရှီသေးတယ်မလားဒေါ်စင်ရင်ကအရင်ဘက်မှ MC ဆွဲချိုးအပြားကြီးကိုရှေ့သို့တွဲရဲကြအောင်ကုန်းကလက်ဖက်ခွဲမှလက်ဖက်ကိုနှိုက်သည်တမြုံမြုံဝါသည်ပေါင်းလို့ဖြစ်မလားမမရင်ဒီနဲ့ပြန်ပေါင်းလေခင်ဗိုလ်ကကလေးတပြုတ်ပြုတ်မွေးယုံမရှိမှာပဲခင်ဗိုလ်ကုံစင်းရောင်းကြွေတာဒင်းကဒူးတနက်နဲ့လေအင်းကမှထရင်တောင်းနေပါဘော ပြောချင်ပါဘူးတော့ဒင်းတို့အကြောင်းတွေဒါကြောင့်ခင်ဗိုလ်ကိုပြောရတယ်ညီလေးနဲ့ညီပြတ်နိုင်ရင်ငါနဲ့နေလဲလို့မပြတ်နိုင်ရင်လည်းမျက်ရည်တဆန်းဆန်းနဲ့ငါနာလာမနိုင်နဲ့လို့နှိမ့်ဆက်တယ်မမရင်ရဲ့နှိမ့်ဆက်ကြတယ်ဒေါခင်ရှိုးကပြောရင်မျက်လုံးတို့အယောင်မှိန်သွားသည် သူညီမမခင်ဗိုလ်ယောက်ျားတန်တို့သည် သူ့ကိုပင်ပြည်တည်တည်နှင့်မတိတတိစားခဲ့ဘူးသည်မျက်နှာကြောမတဲ့သို့တော့ဒါတွေထည့်ပြောလို့ဖြစ်ပါမလားကျမကိုကကန်ဆူပါတယ်မမရင် ဘွားဘွားကဝင်ကျွေးနေပေါ့လူကလေးကသူတို့နှစ်ယောက်ကိုမျက်လုံးအကြောင်းသားနှင့်ငေးကြည့်နေသည်ဒေါခင်ချိုကတပြင်းတစ်ချက်ရှိုက်လိုက်သည်တစ်ဖက်ကအုံသည်ငပြောသည်ဆိုင်မှာလူအုံတလောက်သူတို့ငချောင်းငချမ်းဆိုင်မှာလူပါလှသည်အုံပွဲငပြောပွဲတွေကရာချီရောက်ရသည်သူကအားကြစွာငေးနေမိသည်ဒေါစင်းရင်ကသူကြည့်သည်ပဲလိုက်ကြည့်ရင်မသိမြင်လို့ကတော့တေးရောက်ကောင်းတာပဲကံလဲကံမင်းထင်ပါရဲ့အရင်ကဒီမိမ့်မ ညှို့ညို့ငငယ်ရယ်ခုများဆိုလက်ကောက်ကြီးတွေများဝင်းနေတာပဲကြုံလဲသွားမယ်မခင်ချူညီဒီနေ့ရှင်းနိုင်သလောက်ကလေးတော့ဩဟုတ်ပါရဲ့မမရင်ရယ်မေးလို့နော်မေးလို့ဒေါခင်ချူကဈေးသေးတာကလေးထဲမှာအစိတ်တန်းနှစ်ရွက်ကိုနှိုက်ခါဒေါစင်းရင်လက်ထဲထည့်လိုက်သည်ဒေါစင်းရင်ကအေးပေါ့အေးအေးပေါ့ဒါပေမဲ့တရားစခန်းလဲတစ်ခါလောက်လိုက်ကြည့်ပါဦးတောကတွေကလည်းခေါင်းထဲမှာတိတ်မထားနဲ့ပေါ့အေးကျုပ်ကညီမချင်းလိုခင်းလို့ပြောတာပါ ဓာရီကြီးလုံနေလို့ကို့အတွက်မကြံဘူးမတည်ခင်ကို့အတွက်ကလေးကြံအောင်လုပ်အောင်ဒေါ်စင်းရင်ထွက်သွားသောအခါဒေါ်ခင်ချူကတပြင်းတစ်ချက်ချာရင်းစရုံးမှာထိုးထားသောခဲတံကိုဖြုတ်ခါစင်းရင်ဆောင်လေးထဲမှာဆက်ပြီးအကျွေးကိုမှတ်ရသည်မျက်နှာမှာအပြုံးဖြင့်လန်းဆန်းလာပြန်သည်တားဖို့မုံပါရပါပတော်ပါပအများကြီးလားအများကြီးအခုသားလေးပါစားထားလဲဘိုက်ကြီးကိုပူနေတာပဲဟိ့ မခင်ဘူကဈေးတောင်းကိုကူချရန်အိမ်ဝင်ဝမှစောင့်နေသည်ဈေးတောင်းကိုချပေးရင်သူတို့ကိုမုန်းလဆောင်တိုက်ထားတာလေပိုက်ပိုက်ကနှစ်ခွက်တောင်တောက်တာဒါကြောင့်ဘိုက်ကြီးကိုပူနေတာဟုတ်လားပိုက်ကလေးဒါဆိုဘိုက်ကြီးပေါက်ထွက်လိမ့်မယ်ဟင့်အင်းပေါက်ဘူးတဲတိတက်ကောင်းဆုံးလေဒေါ်ကြီးချူငပြောသေးဝဲလာတာကျွေးဘူးဟင့်အင်းခုကျွေးခုကျွေးဒေါ်ကြီးကိုခေါ်ဘူးကလေးကသူ့ရင်ဘက်ကိုထုကားပြောရင်းချစ်ချင်းပီတိအဟုန်ဖြင့်ကလေးကိုမြှောက်ချီကဘယ်ပြန်ညာပြန်နန်းသည် ဟာငါလူကြီးဟာငါသားပိုက်ပိုက်ကြီးလားဟာအညာဦးကြီးအမွှေးတုံးကြီးလူလေးလူမလေးများကလည်းအနားမှာဝိုင်းရံလာကြသည်ဒေါ်ကြီးချိုမုံပေးမုံပေးဈေးတောင်းထဲမှခုံထွက်သွားသောငပြောတပီးသည်နှစ်ဆက်ကံပင်မကြလိုက်ပြိုက်ခနဲပြောင်းသွားသည်အမကလည်းလေစီးမရှိကမ်းမရှိစောစောကလည်းမုံနှဆောင်တိုက်ထားတာအိုအေးအတော်ပြန်လာတော့လည်းမျောကြမှာပဲမျောတော့မကြွေးရရင်ငါစိတ်ကမဖြောင်းဘူး တေးစာသမောစာတော့စားပါစေ၏ဝမ်းပြေအိတ်မရှိပါဘူးဆိုင်ကဆိုင်ကကုန်နေစီကမ်းမဲ့မနှိုင်ရင်သာပြီးတာပဲအဲ့ဒါတွေပဲငါမကြိုက်တာအဲ့ဒါကထမင်းဟိုးကွဲမှာ မခင်ဘူကအမလက်ထဲမှာအသားငယ်ကိုလှမ်းယူလိုက်လေသည်ဒေါခင်ချူကပြောရင်းဆိုရင်းဈေးတောင်းထဲမှာခန်းသီးမုံတို့ကိုထုတ်ခါစီကြိုင်ထဲမှာနှမ်းစီတမုတ်ကိုဆန်းလိုက်သည်ဒါကအဖေနဲ့အမေဖို့ဘယ်သွားကြလဲအဖေကတော့စိုးစိုးကအိမ်ရှိကုပစ်မှာလှဲနေတာပဲ။ ဘဲထသွားပါလေအမေကတော့နောက်ပြေးမှာဒေါ်ကြီးချိုဒေါ်ကြီးချိုအမေကြီးလေဆက်လိုက်တွေခိုးတောင်းနေတယ်ဗျာဒေါ်ကြီးပြန်လာတန်းကြလို့ဖွက်လိုက်တာဟဲ့ကောင်မကေဘူကသားအလက်ကောင်စကားကို ဟန့်သည်ဒေါ်ခင်ချိုမျက်နှာမဲသွားသည်အဲ့ဒါကြောင့်ခက်တာပဲအမေမလဲနေဆန်ညခန့်ဆိုသလိုဖြစ်နေတာနေကြစေးပေါ်လေးကတထောင်ထောင်ညကြချောင်းကတဟုတ်ဟုတ်ဒါကြောင့်မျက်စိကလည်းပူဆိုးတာမေအိုကြီးကမျက်စိတစ်ဖက်တိမ်ဆွေး၍ခွဲထားသည်မှမကြသည် တစ်ဖက်ကတော့လုံးလုံး꽌သွားခဲ့ပြီအမေကြီးကအိမ်နောက်ဘေးမှာတလှုပ်လှုပ်ထွက်လာသည်ငါဝဲတောက်တာမဟုတ်ပါဘူးအေးမလှကွန်အိမ်သွားတော့ကတဲလိုက်လို့ပါတောက်တော့အမေတစ်ဖက်မဟုတ်ဘူးဇုံလုံးကန်းနေမယ်သူကဂယူနာဒေါသဖြင့်ကျိန်မောင်းလိုက်မိသည်လက်ထဲမှာထန်းဒီမုံတို့ကိုကိုပြစ်ပေါ်ဆောင်ချသည်ပြင်းရင်အင်ကြီးချိုကထမင်းရင်ရှားနှင့်ငပိအိမ်ရောက်ကိုဆင်းရဲမြောင်းစီတို့သွားသည်နှုတ်ကလည်းမကြည်မချမ်းတပြေးတောက်တောက်ရွလျက် ခံလေဟိုတုန်းကတော့မခင်ချိုသည်နှုတ်ကျန်းအာကျန်းမိမကျန်းကြီးတရားမဟုတ်ခဲ့ပေပန်းကလေးလူနုနယ်ခါပြားပုံးတွေတယုံယုံရှိခဲ့သည်ပြည်တွင်းစင်မီတောက်တွင်ဓမြရန်ကြောင့်ယာတွေချောင်းတွေပြစ်ခါမြို့တက်ပြေးလာကြကလေးကစူမီဆောင်းမီကဲ့သို့မြအထုပ်ပူဖီကအယောင်းဝယ်လုခဲ့ရသည်ဘဝရည်စံတွင် မိမသားတယောက်ထဲရုံးကန်ခဲ့ရပြီး အပေမန်းခံရသလောက်အကွက်မလဲသောအခါသူသည်ဘဝကိုနာကြည့်လာသည် သူမိဘသူညီမသူပတ်ဝန်းကျင် ူစည်းဘွားအလုံးမှာကျင်းနေစရာရဲ့လို့မရှိခဲ့ သူကျင်းလဲရဘဝဆံဝင်းကြီးတစ်ခုလုံးကလည်းသူ့အတွက်ဒေါမနတာလှိုင်းလုံးများကိုဝုန်းကနေဝုန်းကနေခုံကြွစေခဲ့သည်အိမ်တော်ကြီးနှင့်ပတ်သက်၍လည်းငယ်ရွယ်မှုပြိုမြင့်စဉ်ကစိတ်ကူးစိတ်သန်းတစားတလေရှိကောင်းရှိမည်အယွေမတိုင်းမီအိမ်အောင်ကြခဲ့ပြီးဘယုံဒုက္ခအိမ်အောင်တဲ့ဘဝမှညီမကိုမြင်ရတိုင်းစိတ်ကုန်ခန်းခဲ့သည်ညီမ၏အပူမှာသူထံသူကူးဆက်ခါညီမ၏ဝင်းတော့ ဝင်းဘူးတို့ကသူပခုံးကို အတမားနှင့်အမာယုတို့သာတိုးစီခဲ့သည်ရန်ဖန်ရန်ကတော့တွေးမိပါ၏လူရာကျူရာတို့ပြီးက သီလရှင်သာဝတ်လိုက်ခြင်းမိ၏ဒီလိုဆိုလေသူတယောက်ထဲလူရာတို့ကြောင်းရှိမည်အိုမင်းမစွမ်းတော်သောအဖေအိုအမေအိုဒီညီမနှင့်ကလေးတတိုက်တောင်းစားကြရပေလိမ့်မည်ဒီတော့တန်နရာငရဲမှာဆက်လို့သာငရဲခံမိအောင်မိခင်ကြိုးဟုသူကိုယ်သူအားပေးမိသည် ပြည်စုံကြွယ်ဝသူများဖျားเจ้าငံမှန်မှန်သွားနိုင်သူများကိုအားအကြကြီးကြမိတော်လဲသူနှင့်တရားရိပ်သားမှာယူဆနာပေါင်းများစွာဝေးမြဲဝေးကွာလျက်ရှိသေးသည်တခါတလေတော့မသိမြင်တို့အင်ကညာဦးပိုင်းကဆက်ဖွင့်၍တရားနာကြလျင်အဖေနှင့်သူသူသွားနာတတ်သည်သို့တော်လဲသူနာတကကန်းနှင့်သူသိမ့်မှအိမ်ကြီးဖြစ်သောပိုက်ကလေးကကြီးတိုင်း၍လိုက်လိုက်လာရာ သူနာသောတရားများမှာဘယ်ခါမှ တပုတ်အဆုံးနာရသည်မရှိခဲ့ဒီတောက်ကလေးဟာလေ ဆဲဆဲဆူဆူနဲ့ကလေးတင်မကိုရိုက်ရင်အိမ်ပြန်လာခဲ့ရသည်ကြီးပဲခင်ပူရဲ့တို့ဤကက်ဆက်တလုံးလောက်ဝယ်နိုင်ရင်ကောင်းပါညညာအေးလူလူတရားနာရတာပေါ့အဖေနဲ့အမေလည်းသူများအိမ်သွားနာစရာမလိုတော့ဘူးညီမလို့သူကခေါင်းကိုတပြင်းပြင်းကုတ်ခါထီပေါက်มาပဲဝယ်နိုင်မယ်အမကလည်းသူနီးသူဟန်ဖြင့်အားပေးနှစ်သိမ့်လိုက်သည်အခန်းကအတွေ့အမြင်များကဤတော်မှသွန်ချသလိုဒလဟောအဆက်မပြတ်မယမနာသွားစေဖြစ်၏ အတွေ့အများကြောင့်ရှူမန်ဆယ်သတိနှင့်စိုးစောကချင်းကိုက်၍ရာဆက်ချင်းပင်မိသွားသည်။ဘန်ကတ်နိုင်ထံမှတစ်ချက်ချင်းမိတံစာကလေးများမှတကြီးကြီးဩစေ။ဇုံတယောက်ကဟုတ်ခနဲဟုတ်ခနဲချောင်းဆူသည်။ဒီတံကိုဒေါခင်ချိုမှတ်မိသည်။မတ်တင်စိန်အတံဒီမိမများတရားထိုင်လို့ဘာတရားရမှာလဲ။လကားမိမစိတ်ထဲကဖြတ်ခနဲငရေပွားလိုက်သည်။ပြင်ချိန်မရလိုက်။မတ်တင်စိန်ကငပိကုံတဲ့ကြီး။အရင်ကတော့မတ်တင်စိန်ငပိကိုဖောက်တဲ့ယူရောင်းသည်။ ဘတ်တင်စိန်ကငွေကူတာတနည်းမဆိုင်လာတောင်းတတ်သည်သူငပီးကကြာစေးမရှိငပီးကြာစေးရိတ်မြင်းနေလေကြီးနှင့်တစည်းသူထံသူအိမ်တိုင်းရောက်ရောက်ထိုးပေးတတ်သည်လေသမားနှင့်ပြေးလိုက်တတ်သောစာလုံးကလေးမှာစေတနာတန်အပြည့်မခင်ချိုငပီးကအောက်ငပီးအကောင်းစားမို့ဦးဦးဖျားဖျားပို့လိုက်တယ်။နှစ်ရာစီရှင့်မို့လျှော့ယူလိုက်တာဟုသတည်းတပိတ်သာဆက်နေကြပင်မတန်သောငပီးကိုသူထံအတင်းထိုးကြိတ်ရောင်းရောင်းလိုက်တော့ သူကမိပြမီဆိုး၍တစ်ချိန်နှစ်ချိန်မကတိခံခဲ့သည်။ဒီမခံနိုင်သည့်ဆုံးဈေးထဲမှာဝက်ဝက်ကွဲအောင်ရန်ဖြစ်ကြသည်။ဗတ်တင်စင်ကငွေရှိသူဆိုတော့ငွေစကားပြောနိုင်သည်။ကျုပ်တို့ကဖောက်တယ်ပေါ်ပါတော့ကြွေးခံခြင်းလုံးတော့သူပေးပါငါပေးပါငငတ်ရေးကြတောင်းတဲ့လူတွေပေါ်တနာလိုတာလျှော့လျှော့ပေးနေတာကျေးဇူးမသိတော့ခွေးကြိုက်ခွေးကြိုက်တဲ့ကြိုက်တဲ့ခွေးကိုမွေးမိတယ်လို့ပဲသူကလည်းရင်းရင်တီးတီးပြန်ဆဲခဲ့သည် အနာမှာလူတွေသာမရှိရင်မတ်တင်စိန်ကိုအရေးခွန်ဆုံးမိမည်အတွေ့များကြောင့်အသက်ရှူမသွားသည်ဖះဖះအကုသူတွေပွားနေလိုက်တာကုသူတပည့်ငရဲတပိတ်သားဆိုတာငါမှငါအစ်စ်သွားသွားမကောင်းတဲ့အတွေ့တွေထွက်သွားဝင်နေဝင်နေထွက်တယ်ထွက်တယ်ခါကိုမတိမသားမရင်အသက်ပြင်းပြင်းရှူကာထွက်လေဝင်လေမှတ်သည် သူစိတ်တို့စူးစီးဒီငိမ့်စားပြုချိန်တွင်တစုံတစ်ယောက်ကဘူကနေလေးလေလိုက်ပြန်သည်သူ့နှုတ်ခမ်းများမှာအပြုံးစားတို့ဖြတ်ခနဲရောက်လာသည် မအောင်နိုင်မအီးနိုင်ပဲကိုတော့တတိလည်းလွတ်ပြီးမှတ်ချက်ချသည်တတိတတိတတိမှတ်မှတ်မှတ်ဆရာတော်ကကျမ်းမာရေးမကောင်းတဲ့ဖြင့်တရားမစင်နိုင်၍သာတော်တော်သည်ဝင်နေထွက်တယ်ထွက်တယ်ဝင်နေတခဏငယ်များစွာနှင့်ယုံမြင့်နံနှင့်ဖွဲ့စည်းသည့်ခန္ဓာကိုယ်ကြီးဤဖြစ်ချင်းပြချင်းရှူသွင်းခြင်းရှူထုတ်ခြင်းတို့၌စိတ်ကိုတည်ငြိမ်စေလာနိုင်ရန်ပြန်လုံသည်ထိုခိုက်ပါပင် ်တန်းစုံနိုင်ကြီးကလေးလေးပင်ပင်ထိလိုက်သဖြင့်ဆက်ခနဲ့တွန်သွားသည်ခြောက်နိုင်ထိုးပြီးတရားစခန်းသိမ်းပြီးအကျော်ချင်းတွေက တောင့်တင်းနေသည်ခြေကိုရွှေ့သည်မယသူဝေးမှလူများလဲလှုပ်ရှားလာကြပြီးစကားတန်တီးတူးထွက်လာသည်ဖျားဖျားကျွတ်ကျွတ်ခြေတော့ကကျင်းနေသည်လှုပ်မယဒေါ်စင်းရင်ကသူ့အနားရွှေ့လာသည်ဘနဲ့လဲမခင်ချူတရားမှတ်လို့ရလားကျုပ်ပြင်စိတ်ထဲမှာလေပော့ပြီးတော့လွတ်လပ်ပြီးကြည်လင်သွားတာပဲ။ လူကလေထဲမှာမြောက်နေသလိုပဲတငိမ့်ငိမ့်နဲ့ဆရာတော်ဖျားကိုရှောက်ရအောင်ပဲဒေါခင်ဂျိုကအခြေခြေတစ်ဖြစ်ရှုံးမရမှပြုံးပြလိုက်သည်ဘလို့လဲနှက်ဖြန်လဲလိုက်ခဲမယ်မို့လားကျုပ်ကတော့ဇီကုန်ပြီးနှက်ပြီးတင်းရမှာပဲဒေါစင်ရင်ကမျက်စချီမိသည်ဒေါခင်ဂျိုကပြုံးနေသည်ခနာကြလင်းခြေနာပြေးသွားသဖြင့်ထရက်ခါလုံးကြီးပြင်ဝစ်သည်ရေဦးစင်မှာတကွက်ကွက်နှင့်အတန်မီအောင်ရီတောင်းနေသောမတ်တင်စင်ကိုမြင်သည်မျက်မှောင်ကျုံလိုက်သည်အင်း တရားတရားနဲ့မတော်လောဘသမားတွေကိုမြင်ရတာအောက်ကူသူဖြစ်ပါတယ်မမရင်ရေဣဒိတာအညီကြီးစင်မှဇီကုံနဲ့ပြည်တင်ရဂျိုးနဲ့မပေါ့နုံမပြင်းအဝီစီငရဲအိုးမှာနှစ်ပြန်လို့ပြီးဂျိုးကမှာဆိုးရသေးတယ်တော့ဒေါ်စင်ရင်ကအန်အောနှုတ်ဆွစွာကြည်သည်သူကတော့ဖနက်ကလေးကို ဖုတ်ဖက်ခါဇက်တောက်ဇက်တောက်ချီလန်းများဖြင့်အကြောင်းဝိုင်းပြင်သို့ထွက်ဖို့ပြင်သည်မောင်ရီစားရဲ့နေရီဤစီစာတိန်ဒီအောက်တွင် မဲနဲ့နေသောအသီးပင်စုစုစီမှ ပစင်းရင်ခွဲတို့တစီစီမြည်တမ်းကြားရသည်သူထမင်းကိုမကြွေးခင်ရသဖြင့်တစားစားငူကြွေးနေပြီးလူကလေးစီတို့စိတ်ကပြေးလွှားနေစဉ်ဒေါ်စင်းရင်ကတော့တန်နီယာ၏အီမာဘက်ကန်၌ဘဲတော်မှကျွတန်းဝင်ပြီးပုံမရသည့်သူမ၏ဓမ္မမိတ်ဆွေကိုကြည်လျက်စိတ်ပြက်လက်ပြက်ခေါင်းခါနေလေတော့သည်စက်တင်ဘာ1986ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။